ါခင်ဗျာမင်္ဂလာပါခင်ဗျာမေလ27ကျန်တော်ပြည်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေထဲကပေးတာစိတ်ဝင်စားတဲ့သတင်းတွေကောင်းလို့ဖတ်ကြားပေးမယ့်အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်ဒီစီစဉ်မှာကျွန်တော်ထွန်းထွန်းသိမ့်နေတဲ့ကျွန်တော်လင်းဆောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒုတိယပိုင်းမှာပေါ့လေဒီကျွန်တော်တို့တောင်လုံးဓမ္မဦးကြီးတို့ရဲ့အရေးကြီးတဲ့သတင်းတွေတခုနဲ့ဆက်ဖတ်ပြကြပါမယ်ဒီ global မှာပါတဲ့သတင်းခုဖြစ်ပါတယ်မတ်ပုံတင်တဲ့မြန်မာစာတမ်းအညွှန်းမှာပါတယ်တဲ့ပိုးတက်ဆေးမိုးတက်ဆေးတွေတုံးဆွဲတဲ့အတွက်တောင်လူတို့ထိဆုံးမှုတွေရှိနေတယ်ဆိုတဲ့သတင်းမှာဒီတရုတ်နိုင်ငံကနေတင်သွင်းလာတယ်တဲ့မတ်ပုံတင်မြန်မာစာတမ်းမှာပါတဲ့ တရားမဝင်တရားမဝင်နေပေါ့လေဒီပိုးဒတ်ဆေးမိုးဒတ်ဆေးတွေသုံးဆွဲခဲ့မိတာကြောင့်တိနန်ဆိုင်တောင်လူတို့အသေးဆုံးမှုတွေရှိနေတယ်လို့မြန်မာနိုင်ငံတစ်တီဝရနဲ့ပန်းမန်ဆိုင်ပြိုထုတ်ထုတ်သူများအသင်းမန္တလေးတိုင်းဒါအသွင်ရမှုဥတော်ဆွေးနိုင်ငံပြောလဲဆိုပြီးနေသားတဲ့မှာဒီမှာတချို့ပိုးဒတ်ဆေးတွေကအပြင်းစားတွေဖြစ်နေတယ်တဲ့အစိုးရခွင့်ပြုချက်မရတဲ့ပိုးဒတ်ဆေးမိုးဒတ်ဆေးတွေသုံးဆွဲတာကြောင့်တေဆုံးရတာများပါတယ်တဲ့အဲ့ဒီလိုပိုးဒတ်ဆေးတွေတရုတ်နိုင်ငံကတရားမဝင်လာတဲ့ဟာတွေကိုတွေ့ရပါတယ်ဆိုပြီးဒါကျွန်တော်တို့ မြန်မာနိုင်ငံတည်တည်ဝလာနဲ့ပန်းမြန်စိုက်ပွဲထုတ်လို့ဒီမှာအတင်းကပြောလာတာဖြစ်ပါတယ်။အဲ့ဒီလိုတိဆုံးမှုတွေဟာတရုတ်ပြည်ကလာစိုက်တဲ့ဖရဲတခွားစိုက်ခွင်းတွေမှာအဖြစ်များပါတယ်တဲ့။သူတို့တုံးတဲ့ဆေးတွေကတရုတ်နိုင်ငံကမတ်ပုံတွေမရှိတဲ့ပိုးတဲ့ဆေးတွေဖြစ်တယ်ဆိုပြီးတော့ဒါတွေ့ရတယ်ဆိုပြီးတော့လည်းပြောလာတယ်ခင်ဗျ။ကျွန်တော်တို့တရုတ်ပြည်ကနေလာစိုက်တဲ့ဖရဲတခွားဒီစိုက်ခွင်းတွေမှာအလုလုံနေတဲ့မြန်မာလုပ်သားတွေအနေနဲ့တော့တဲ့မြန်မာနိုင်ငံအတိမတ်ပြုလက်မှတ်ပါတဲ့မြန်မာစာရအညွန့်ပါတဲ့ပိုးတဲ့ဆေးတွေမူသက်ဆေးတွေကိုဒါရွေးချယ်ပြီးတုံးနေတယ်ဆိုပြီးတော့လေကျွန်တော်တို့စိုက်ပျိုးရေးဥပဒေဌာနမန္တလေးတိုင်းတိနိုင်ကာကွယ်ရေးဌာနကပြောထားတယ်ခင်ဗျ ြည်တွင်းဈေးကွက်မှာလည်းတရားမဝင်ပိုးတက်ဆင်းတဲ့မိုးတက်ဆေးရောင်းချတဲ့ဆိုင်တွေကိုလိုက်လံဖမ်းဆီးနေပြီးတော့တဲ့မြန်မာစာရအညွန့်မပါတဲ့ဈေးတွေကိုမတုံ့ဆဲဖို့တောင်းလူတွေကိုပညာပေးဟောပြောပွဲတွေလုပ်တင်တယ်လို့လည်းဒါစိုက်ပျိုးဌာနကပြောလာတယ်ခင်ဗျလက်ရှိအချိန်မှာတော့တုံးဆွရမတင်တဲ့ပိုးတက်ဆေးမိုးတက်ဆေးတွေကိုကြီးညာချက်တွေထုတ်ပြန်ပေးပြီးဒါစဉ်မြမစိုက်ပြူရေးဦးစီးဌာနကတရားမဝင်ပိုးတက်ဆေးရောင်းချခြင်းရှိမရှိကိုလည်းစစ်ဆင်နေတယ်ဆိုပြီးတော့ဒါပြောရတယ်ခင်ဗျဒီမှာလက်ရှိဈေးကွက်မှာတဲ့အချို့တော့ပိုးတက်ဆေးဝမ်းများကမြန်မာလူအညွန့်အညွန့်တွေ ပါပြီမဲ့လေအသုံးပြုလို့အများစုကတော့အဲ့ဒီအညွန်တိုင်းတိုင်းတိုင်းဆောင်ရွက်တာတွေမရှိဘူးဆိုပြီးတော့ကျွန်တော်တို့ဒီထန်းတွေထန်းတွေမျိုးနဲ့ထိန်ကုန်းကြေးရွာကလည်းဒီမကြီးတူကလည်းထောက်ပြလာတယ်ခင်ဗျဥပမာအားဖြင့်တော့လေလက်ရှိကျွန်တော်တို့ဒီမှာစိုက်ပျိုးရေးဟောပါလေပိုတက်ဆေးအများစုကလက်ရှိဥပမာအားဖြင့်တော့တဲ့ဆူရတန် 3G နဲ့တဲ့ဒီမှာဒီရေးတာ EC35 ပိုတက်ဆေးတချို့မှာတော့မြန်မာနိုင်ငံမှာ တရားဝင်မပုံတင်ထားပြီးအဲ့ဒီဒစိုက်ကိုပဲမပုံမတင်ထားပဲတင်နှောင်းတွေရှိတဲ့ရှိပါတယ်တဲ့အဲ့ဒီလိုပိုးရဆွေးတွေကိုတုံးဆွဲရမတင်ဘူးဆိုပြီးတော့သိရတယ်တဲ့လက်ရှိမြန်မာနိုင်ငံမှာတရားဝင်ဖြတ်နေတဲ့ပိုးရဆွေးတွေတို့ပဲပုံစံလူဒစိုက်တွေပေါ့လေတရားဝင်တင်နှောင်းတွေပိုးရဆွေးတွေလည်းဒါမြန်မာနိုင်ငံစိုက်ပျိုးရေးဈေးကွက်မှာဝင်ရောက်နေတာကိုသိရတယ်ပေါ့အခုလက်ရှိကာလကကျွန်တော်တို့မိုးရွာတွေဝင်ရောက်လာပြီပေါ့လေမကြမ်းပြီကျွန်တော်တို့မြန်မာနိုင်ငံရဲ့တောင်တယ်မားတွေဒါလုပ်ငန်းဝင်ဝင်ကြမဲ့အချိန်မှာဒါအထူးကိုမှသတိထားတဲ့တဲ့တင်တစ်ခုဖြစ်ပါတယ်ဒီ ပူဒတ်စေမူဒတ်စေသုံးဆွဲနေရပါဘောလေကျွန်တော်တို့မြန်မာစာလအညွတ်မပါတယ်ပူဒတ်စေတွေမသုံးဆွဲမိဘူးလို့လို့ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီအချိန်မှပဲပေါ့နော်တွေ့လိုက်တာဒီရန်ကုန်မြို့ပဲပြောပါတော့ကစွန်ခင်းနေပါပေါ့နော်ဒီလိုပူဒတ်စေတွေသုံးခဲ့တဲ့အတွက်ကြောင့်အဲ့ကစွန်ရက်ကိုဝယ်စားတဲ့စားသုံးသူတွေဟာကျွန်တော်တို့ဒီမြောက်ကလာဆေးရုံတင်လိုက်ရတာလို့တွေ့လိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါရရတော့ပူဒတ်စေပူဒတ်စေကြောင့်ဖြစ်လာတဲ့ဗီဒိုဆိုဂျိုးလေးပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ daily level နေ့စဉ်သတင်းစာမှာပါတဲ့ပညာရေးလေးသတင်းတစ်ပုဒ်ပါမြို့သားပညာရေးဥပဒေအမြန်ဆုံးပြင်ဆင်ပေးရင်းနဲ့ ပေးမှကျောင်းသားတပိတ်စေကျောင်းအတွင်ဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားနဲ့ပြည်သူများအ мян ဆုံးလွတ်ပေးရတဲ့မန္တလေးမြို့မှာကျောင်းသားတွေဆန္ဒပြခဲ့တယ်ဆိုတဲ့သတင်းမှာမြို့သားပြည်ငယ်ဥပဒေအရအ мян ဆုံးပြင်ဆင်ပေးရတဲ့ပေးမှကျောင်းသားတပိတ်စေကျောင်းအတွင်မှာဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားများနဲ့ဝန်ရံခဲ့တဲ့ပြည်သူများအ мян ဆုံးလွတ်ပေးရတဲ့မန္တလေးမြို့မှာမေလ20ရက်နေ့နံနက်ကကျောင်းသားများအားဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြောင်းသိရတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ပေးမှကျောင်းသားတပိတ်စေကျောင်းအား2015ခုနှစ်မတ်လ10ရက်နေ့ကလက်ဘရန်မြို့မှာရတဖွဲ့ကအကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ဖန်စီခံခဲ့ရတဲ့အကြောင်းသားများနဲ့ဝင်ရသူများကိုအမြန်ဆုံးလွတ်ပေးရေးနဲ့အမျိုးသားပြည်ညာဥပဒေအရအမြန်ဆုံးပြင်ဆင်ပေးရေးအတွက်မန္လေးခရိုင်ဘာကတာများအဖွဲ့ချုပ်ကဥဆောင်၍ဆန္ဒဖော်ထုတ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ကျောင်းသားတွေရဲ့ဆန္ဒဖော်ထုတ်မှုအားအမရဗုဒ္ဓမြို့နယ်တရားရုံးမှာစတင်ခဲ့ပြီးအမျိုးသားပြည်ညာဥပဒေအမြန်ဆုံးပြင်ဆင်ပေးရေးတို့အရေးဒီမိုကရေစီပြည်ညာရေးတို့အရေးဖန်စီခံကျောင်းသားများနဲ့ဝင်ရပြည်သူများအမြန်ဆုံးလွတ်ပေးရေးတို့အရေးအစရှိတဲ့ကြွေးကြော်သံများအပြင်သွေးသစ္စာတချင်တို့ကိုသီဆို၍အမရဗုဒ္ဓမြို့နယ်အတွင်းမှာမန္တလေးမြို့86လမ်းနဲ့ ်လမ်း30ဆင့်အထိဆိုင်ငယ်များနဲ့လှည့်လည်ကဆန္ဒဖော်ထုတ်ခဲ့မှုပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီနေ့လုပ်တဲ့အစီအစဉ်ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့တောင်းဆိုနေတဲ့အမျိုးသားပြည်ညာရေးဥပဒေကိုအမြန်ဆုံးပြင်ဆင်ပေးရင်းနဲ့ဒီမိုကရေစီပြည်ညာရေးရရှိဖို့အတွက်ဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကိုအကြမ်းဖက်နေနေခဲ့တဲ့အကြမ်းဖက်မှုကိုရှုတ်ချတယ်ပေးမကျောင်းသားတပိတ်စစ်ကြောင်းမှဖမ်းဆီးခံထားတဲ့ကျောင်းသားများနဲ့ ဝင်းရံသူတွေကိုအမြန်ဆုံးပြန်လို့ပေးရတဲ့ကျွန်တော်တို့မန္တလေးခရိုင်ဘာကသာအဖွဲ့တွေနဲ့ဆွေဘိုကအာကသာအဖွဲ့တို့နဲ့ပူးပေါင်းလှုံ့ဆော်တာပါလို့ဆန္ဒဖော်ထုတ်ရမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တဦးကပြောကြားထားပါတယ်။အဲဒီလိုဆန္ဒဖော်ထုတ်ခဲ့ပြီးရနောက်မှာပေါ့နော်ဒီရတနာပုံတက်ကတော်အကြောင်းသားတမကဥက္ကဋ္ဌဖြစ်သူကိုရဲကိုနိုင်ရဲဝေက အဲတက္ကသိုလ်မှာတဲ့အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်၍ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့်ဆိုကအမရပူရမြို့နယ်ရဲစခန်းကပုံမှန်ဆက်စပ်နဲ့အမှုဖွင့်တရားစွဲဆိုထားပြီးဒုတိယကြိမ်မြောက်ရုံးထုတ်တဲ့မေလ20ရက်နေ့မှာရုံးချင်းအားမေလ29ရက်နေ့သို့အမရပူရမြို့နယ်တရားရုံးကပြောင်းဆိုခဲ့ကြောင်းဆိုထားပါတယ်။ဒါကတော့အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဖန်တဲ့သူကဖန်ဆန္ဒပြတဲ့သူကပြပြတဲ့သူကထက်ပြီးတော့ပုံမှန်တွေထက်တယ်။ပုံမှန်ထက်ပြီးတော့သူတို့လည်းတင်ဆက်ထားတယ်။အရှိကျွန်တော်တို့လက်ပတ်မှာဖန်စီနှိမ့်ဆက်ခံခဲ့ရတဲ့ကြောင်းသားခေါင်းဆောင်တော်တော်များများကလည်းလက်ရှိ ျွန်တော်အကျဉ်းထောင်ထဲမှာရှိနေပြီးတော့ရှိနေပါသေးတယ်ခင်ဗျဟုတ်ကဲ့မကြခင်ကဗတရားရုံထွက်ထားတာကိုတွေ့ရတယ်ခင်ဗျဟုတ်ကဲ့အားလည်းကျွန်တော်တို့လက်ရှိလွတ်တော်ကတော့ဒီအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတာပြင်ဆင်ဖို့စူးစမ်းနေတယ်လို့လည်းကျွန်တော်တို့သတင်းတွေသတင်းစာတွေမှာတွေ့ရတယ်ခင်ဗျဟုတ်ပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီ voice မှာပါတဲ့သတင်းတစ်ခုပေါ့ဒီတောင်းဆရာဆံမနေ့စာနေ့စာတောင်းဆရာဆံမိုင်းနဲ့ပတ်သက်တဲ့သတင်းတစ်ခုပါနေ့စာခန့်ဆရာဆံမတွေကိုတဲ့အမြဲတမ်းဝန်ထမ်းအဖြစ်ပြောင်းလဲခန့်ထားမယ်ဆိုတဲ့သတင်းမှာ ဒီဆရာအသက်နှင့်သင်တန်းအောင်မြင်ပြီးတော့တမတ်ရဲ့စစ်စင်မှုအောင်မြင်တဲ့တဲ့နေ့စားပညာရေးဝန်ထမ်းဆရာဆရာမတွေကိုတဲ့အမြဲတမ်းဝန်ထမ်းအဖြစ်ပြောင်းလဲခန့်အပ်ထားမယ်လို့အချင်းကပညာဥပဒေတာဝန်ရှိသူတွေကပြောပါတယ်တဲ့နေ့စားဆရာဆရာမတွေအနေနဲ့တဲ့ဒီဆရာအသက်နှင့်သင်တန်းအောင်မြင်လို့ရှိရင်အချင်းမိဆရာဖြစ်ပါမယ်တဲ့ကြာရှုံးလူတွေကတော့ဆွဲခန့်နေ့စားပြန်လုပ်ရမယ်လို့ဒီကျွန်တော်တို့ပညာရေးဌာနကတာဝန်ရှိသူကပြောထားတာပါဒီနေ့စားဝန်ထမ်းအဖြစ်တရက်ကိုတဲ့ကြက်နှစ်ထောင်ကနေအမြဲတမ်းဝန်ထမ်းဖြစ်မယ်ဆိုရင်တော့တဲ့လစာကြက်တသိန်းခွဲပုံမှန်ဝင်ငွေရရှိပါမယ်တဲ့ဒါပေမဲ့လည်းခွင့်ရ န်တချန်နဲ့တင်ကြားရေးပိုင်းအာရုံစိုက်ရမယ်ဖြစ်ဖြစ်တယ်ဆိုပြီးဒီနေ့စားဆရာဆရာမတွေကိုကိုကျွန်တော်တို့ပြည်ထောင်စုကပြောလာတယ်ခင်ဗျဆရာအသက်ပညာတင်နန်းတွေဇွန်လ10ရက်နေ့မှာပြီးဆုံးပါမယ်တဲ့ဇွန်လဇန်ကြောင်းဖွင့်ခြင်းအမည်ပြန်နဲ့တာဝန်ထမ်းဆောင်နိုင်ဖို့မေလ20ရက်နေ့မှာဆံမွေးဝဲစစ်ဆေးမယ်ဖြစ်တယ်ဆိုပြီးမကွေးတိုင်းအတွက်မှာရှိတယ်နေစာပညာရေးဝန်ထမ်းဆရာမတူကလည်းဒါကျွန်တော်တို့ဒီ voice ကိုပြောတယ်ဆိုပြီးသူရေးထားတယ်ခင်ဗျမူရနာအဆင့်ဆရာအသက်ပညာတင်နန်းမှာပညာရေးစိတ်ပညာပညာရေးတဘောတရားမြန်မာအင်္ဂလိပ်သင်ချာစတဲ့ဗာဒရ73ခုကိုတင်ယူရပြီးတော့တဲ့ ီဗရိုင်းအားလုံးအတွက်90မှတ်ဖို့စစ်ဆေးကြောင်းအခြေခံပညာအဆင့်နေစာပညာရေးဝန်ထမ်းတွေကလည်းပြောပါတယ်ဆိုပြီးတော့ရေးထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမြို့နယ်ခရိုင်အလိုက်ဆရာအသက်ပညာသင်တန်းတွေကိုလည်းမေလဇန်းကနေဇွန်လ10ရက်နေ့ထိဖွင့်လှစ်ခဲ့ပါတယ်တဲ့ရခိုင်နစ်ကတော့နေစာခံထားတဲ့ဆရာဆရာမနှစ်တောင်းကျော်ရှိပါတယ်ဒါကျွန်တော်တို့လက်ရှိအခြေခံပညာရေးစနစ်မှာနေစာဆရာဆရာမလက်ရှိနှစ်တောင်းကျော်ကသင်ကြားပေးနေတာပေါ့လေအဲ့ဒီ ဆရာမဒီနေစာခဏနဲ့ဆရာဆမတွေကိုကျွန်တော်တို့မကြင်ပါပဲဆရာအသက်တင်သင်တန်းတွေစစ်ဆေးပြီးတော့ဒါအချိန်ပြည့်ပေါ့လေတရားဝင်ဝန်ထမ်းဖြစ်ခန့်ဘူးပညာရေးဥက္ကဋ္ဌကဒါစစ်စစ်နေတဲ့တရားခုဖြစ်ပါလေခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီကိုပညာရေးသတင်းတပုတ်ပြီးတော့ပေါ့နော်ကျွန်တော်ဒီဒီမိုကရေစီ2ဒေးမှာပါတဲ့ပညာရေးနဲ့ပတ်သက်တဲ့သတင်းလေးတပုတ်ပါပဲဒါကတော့စိတ်ဝင်စားစရာကောင်းတာကတော့ဒီအမှုပညာနဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်ဒီကလေးတရုတ်ဆောင်အဖြစ်အကယ်ဒမီဆုနဲ့အတူပေါ့ပြည်သက်အားပေးမှုမှာအများအားရရှိခဲ့တဲ့ကလေးတရုတ်ဆောင်ယွန်းယွန်းရဲ့ဒီအမှုပညာသတင်းလေးပေါ့နော်အဲသူကဘာပြောလဲဆိုတော့ ဒီနှစ်တော့သူ၁၀တန်းပေါ့နော်အမှုပညာအလုပ်တွေကိုလျှော့ပြီးมาပဲကျန်တဲ့အမှုပညာဟွာဘောနော်ပညာရေးတရင်ကိုဆက်လုပ်မယ်လို့သူပြောပြထားတာပါအဲသူယခုလက်ရှိတရုတ်ဆောင်နေတာကတော့ဒီဘူစီဒီကားတွေရိုက်နေတယ်လို့လည်းသူဒီထက်မှာပြောပြထားပါတယ်အဲရုံရုံအနေနဲ့ပေါ့နော်ဒီမကြမီပြတာမဲ့ဒီကျွန်မကနှစ်စီပါမောင်ဆိုတဲ့ရုပ်စင်ဇာကားကြီးကိုပေါ့နော်သူ့အနေနဲ့ဂျိုတင်ပြီးတော့ရင်ခုန်နေတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာဟုတ်အဲဒီဇာကားရိုက်ခဲ့တုန်းကတော့ရုံရုံအနေနဲ့ကတော့73နှစ်မှာပေါ့နော်အရွယ်မှာရိုက်ခဲ့တာမို့လို့အခုပြန်ရိုက်မယ်ဆိုရင်တော့ ပြန်လုပ်ဖို့အရန်ခက်ခဲတယ်လို့လည်းဒီဒီမိုဒီတူတွေမှာပေါ့နော်ပြောပြထားပါတယ်ဒီဇာကားကတော့ဒီဆရာမပုံညခင်ပေါ့နော်ရိုက်ထားတဲ့ဇာကားလေးပါဇာကားနာမည်ကတော့ကျွန်မကနှစ်စီပါမောင်းဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးဒီဒီမိုဒီတူတွေမှာဖော်ပြထားတဲ့တင်ပါခင်ဗျာဒါတော့ဒီ online စာမျက်နှာတွေမှာအရန်ကိုရေးပန်းစားနေတဲ့စကလုံးတစ်ခုပေါ့လေဟုတ်ကဲ့ပါကျွန်တော်အမျိုးသားလေးကိုယ်တိုင်တမောင်နဲ့မောင်ဖြစ်နေတဲ့ကိစ္စပေါ့ဥမာမင်းကြီးတော်တော်များများကျွန်မကျွန်မဘူရီပါမောင်ကျွန်မကျွန်မဟုတ်ကဲ့ ျမကျမကတော်တော်တော်မောင်ပေါ့လေအမျိုးဆုံးပြောနေစမ်းကတော့ပိုင်းတော့ပါမောင်ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာပထမဆုံးပြန်ပေးခဲ့တဲ့ကလေးတိယောဆောင်မှာပထမဆုံးပြန်ရခဲ့တယ်ပေါ့လေကလေးတိယောဆောင်ရုံရုံကပါဝင်ထားတယ်ပြီးတော့တိယောဆောင်ရုံရုံကိုယ်တိုင်ကလည်းဒါသူ့အနေနဲ့ဒီအမှုပညာတဲ့ကိုကျွန်တော်တို့ပို့ပြီးတော့ပညာရေးဘက်ကိုစူးစမ်းပေးပြီးတော့ဆောင်ရွက်သွားမယ်ဆိုတော့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့တဲ့နေ့တစ်ခုပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီတဲ့နေ့နဲ့ပဲနေ့စဉ်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်တတ်စိတ်ဝင်စားတဲ့တဲ့နေ့တွေကောင်းတို့ဖတ်ကြပေးတဲ့စီးရီးဒုတိယပိုင်းပြီးဆုံးပါပြီ။ DVB ကိုကြည့်ဆွတော့တဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကျေးဇူးတင်စီပါတယ်ခင်ဗျာ။